မင်္ဂလာပါရှင် အခုကျမတို့ဆက်ပစ္စည်းတွေပေါ်မှာကြည်နေနားထောင်နေတဲ့အရာတွေလေဥပမာခုဒီစကားဝိုင်းကိုပဲကြည်ဒါတွေကမိုင်းထောင်ပေါင်းများစွာဝေးတဲ့တနေရာကနေကိုယ့်စီကိုစကန်ပိုင်းလေးအတွင်းမှာရောက်လာတယ်ဆိုတာစဉ်းစားကြည့်ရင်ကတော့အံ့ဩဖို့ကောင်းတယ်နော်ဒီချက်လက်တွေဘယ်လိုများခီးသွားတယ်လဲဆိုတာတကယ်တော့အံ့ဩစရာဇလားတဖို့ပဲဟုတ်ကဲ့ဟုတ်ပါတယ်အဲ့ဒီဇလန်ကိုပဲဒီနေ့ကျွန်တော်တို့အသေးစိတ်လေ့လာကြည့်ကြမှာပေါ့လေကျွန်တော်တို့လက်ထက်ရောက်လာတဲ့ဒီအရင်းမြစ်တွေကိုအခြေခံနေရော အင်တာနက်ဆိုတဲ့ဒီမော်ဆန်တဲ့ကွန်လျက်ကြီးကတကယ်တည်းမှဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုအမ်အတွင်းကြကြဆန်းစစ်ကြည့်ဖို့ပါဟုတ်ကဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်နေ့စဉ်ထိတွေ့နေရတဲ့ဒီနည်းပညာရဲ့နောက်ွယ်ကရှုပ်ထွေးပေမဲ့အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့အခြေခံစောင့်အုံတွေလုပ်ငန်းစဉ်တွေကိုပို့ပြီးတော့သဘောပေါက်နားလည်သွားစေချင်တာပါကောင်းပါပြီဒါဆိုရင်အဓိကမေးခွန်းကတော့ရှင်းနေပြီပေါ့ mind tongue ji wei de ho sa ba de khu si ya ni ကျမတို့လက်ထဲကဒီဖုန်းလေးကွန်ပျူတာလေးစီကိုအချွတ်လက်တွေကမျက်စိတမိတ်အတွက်မှဘလို့များရောက်လာနိုင်တာလဲလူများစုထင်နေတယ်လို့မျိုးအာဂါတာရဲ့အနေများတန်းရောက်လာရလားဂျိုတူတွေကနေလာရလားပေါ့အဲဒါလူတို့များများအရင်ဆုံးတွီးမိတတ်တဲ့အချက်တစ်ခုပါပဲဂျိုတူတွေကနေပို့လွတ်တယ်ဆိုတဲ့အယူအဆပေါ့လေဟုတ်တယ်လေအပေါ်ကနေတိုက်ရိုက်ဆိုလို့ပို့မြန်မယ်လို့ထင်စရာပဲကဘာကြီးကိုအပေါ်စီကနေလွမ်းခြုံထားတာဆိုတော့လေအဲစိတ်ကူတဲ့မှာတော့ဟုတ်တယ်လို့လို့ပါပဲ ဒါပေမဲ့လက်တွေ့မှာတော့လေအင်တာနက်ရဲ့အချက်လက်အများစုအတွက်ဒါကအဓိကနိလန်တော့မဟုတ်ပါဘူးအကြောင်းရင်းကလူပဝိတာနေရာမှာဒီကြောင်းပါတစ်တယ်ရှိရပေမဲ့အင်တာနက်ရဲ့အဓိကကြောရုပ်ကတော့အခုထိဂျိုတုမဟုတ်တဲပါဘူးဟိုးဒါဆိုဂျိုတုလမ်းကြောင်းကအဓိကမဟုတ်ဘူးဆိုရင်တကယ်တကယ်အင်တာနက်ရဲ့ data အမြန်လမ်းမကြီးကဘာဖြစ်မလဲဘယ်အရာကဒီလောက်မြန်ဆန်တဲ့ဆက်သွယ်မှုကိုဖြစ်နိုင်အောင်လုပ်ပေးနေရလဲတကယ်ကြိုးယူအစစ်မှန်ကတော့ကျွန်တော်တို့ခြေထောက်အောက်မှာ ပင်လယ်သမုဒ္ဒရာကျမ်းပင်တွေပေါ်မှာကွန်ရက်လိုဖြန့်ကျက်တွေ့တန်းထားတဲ့အလွန်ကြီးမားရှည်လျားတဲ့ optical fiber ကြိုးတွေပါပဲကမ္ဘာလုံးကိုပတ်ပြီးတွေ့တန်းထားတဲ့ဒီကြိုးတွေကသာအင်တာနက်ရဲ့အဓိကသွေးကြောမြင်နေလို့ပြောရမှာပါ optical fiber ကြိုးတွေอืมจ้าတော့จ้าဘူးလေဒါပေမဲ့လေကျမတို့အိမ်မှာ wifi တုံးတာဒါမှမဟုတ်အိမ်မှာဖုန်းကို cellular data နဲ့တုံးတာလေ ဒါတွေကအဲ့ဒီပင်လယ်အောက်ကကျိုးတွေမြေကြီးတွေကကျိုးတွေနဲ့ဘလုံသွားပတ်သက်နေရလဲကျမတို့ကကျိုးမဲ့စနစ်တွေပဲတုံးနေတာမဟုတ်ဘူးလားဒါရန်ကောင်းတဲ့အချက်ပါဟုတ်ပါတယ်ကျွန်တော်တို့ကျိုးမဲ့စနစ် wireless ကိုတုံးနေဆိုတာမှန်ပါတယ် wifi ကနေ router စီဖုန်းကနေ cell tower စီကျိုးမဲ့ချိတ်ဆက်တာပေါ့ဒါပေမဲ့အဲ့ဒီ router ကနေဖြစ်ဖြစ် cell tower ကနေဖြစ်ဖြစ်နောက်ဆုံးမှာတော့အဲ့ဒီအချက်အလက် signal တွေဟာဒီကဘာလုံးဆိုင်ရာ optical fiber ကျိုးကွင်းရဲ့ကြည်ထဲကိုဝင်ရောက်ချိတ်ဆက်သွားတာပါပဲ။အော် Wi-Fi နဲ့ cellular data ဆိုတာက internet ကို registry စီကို ရောက်ဖို့နောက်ဆုံးတမိုင် လောက်ကိုကြိုးမဲ့ချိတ်ဖဲတဲ့နည်းလမ်းတွေပါတကယ်ခရီးရွှေကြီးကိုတော့ဒီ fiber ကြိုးတွေနဲ့ပဲသွားရတာပါဆိုလိုတာကအဲ့ဒီကြိုးတွေဒါမရှိခင်ရင်ကျမတို့ရဲ့ Wi-Fi တို့ 4G 5G တို့ကအခုလိုအလုံးလုံးမဟုတ်ဘူးပေါ့ internet ကိုဒီနေ့ခေတ်လို့ကြဲကြဲပြန့်ပြန့်နဲ့မြန်မြန်ဆန်ဆန်သုံးနိုင်မှာမဟုတ်ဘူးလို့ပြောရမှာပဲဗျာဒီ fiber ကြိုးတွေဟာတကယ် infrastructure ပါ တာမန်ကျိုးတွေမဟုတ်ဘူးနော်အလွန်သိငယ်တဲ့ဖန်မြန်လေးတွေနဲ့လှုပ်ထားတာအချက်အလက်တွေကိုအလင်းတန်း light pulses of you ပြောင်းပြီးပို့လို့ထားပြီးတော့ဒီကျိုးတွေကိုတွေ့တန်းရတဲ့ခီးကလည်းမလွဲဘူးဗျာတိုက်ကြီးတွေကိုဖြတ်ကျော်ဖို့ပလဲတမှုတရားတွေရဲ့ကြမ်းမြအောင်မှာမိုင်ပန်းထောင်းချီပြီးတွေ့တန်းရတယ်တောင်တန်းတွေတဲကန္တရာတွေလိုကြမ်းတန်းတွေကုန်းကြီးတွေကိုလည်းဖြတ်ရတယ်ဟုတ်ကဲ့ပင်လယ်အောက်မှာတွေ့တန်းနေဆိုတာကတော့စေကူးတဲ့မှာတော့တတော်အော့အော်ဖို့ကောင်းတယ်တင်ပေါ်ကြီးတွေနဲ့လောရမှာပေါ့နော်ဟုတ်ပါတယ် အထူးဒီဇိုင်းထုတ်ထားတဲ့ကေဘိုတင်တင်ဘောကြီးတွေရှိပါတယ်။အဲ့ဒီတင်ဘောတွေမှနေပင်လယ်ချမ်းပြန်အထိထဲပုံစံကိရိယာကြီးတစ်ခုကိုခြံပေးတယ်။အဲ့ဒီကိရိယာကပင်လယ်ချမ်းပြန်မှာမြောင်းတွင်လေးတစ်ခုတူးသွားပြီးအဲ့ဒီမြောင်းတဲကို fiber optic ကေဘိုကျူးကိုတခါတည်းထည့်သွင်းမြုပ်နှံသွားတာပါ။အော်တခါတည်းမြုပ်သွားတာကိုဟုတ်ကဲ့ဒီလိုနည်းနဲ့ငလျင်လုတ်တာငါးဖမ်းပိုက်တွေနဲ့ငေးတာတင်ဘောကြောက်စုတွေနဲ့ချိန်မိတာမျိုးတွေကနေအတတ်နိုင်ဆုံးကောက်ွယ်ထားတာပါ။ ီလိုရုပ်ပိုင်းဆိုင်ရာဂျိုးကွန်ရက်ကြီးဟာကျွန်တော်တို့သုံးနေတဲ့ digital ကမ္ဘာရဲ့တကယ်အုံမြစ်ပဲဗျာတကယ်ကိုကမ္ဘာ engineer Samsung မူကြီးတစ်ခုပဲဆိုရမယ်ကောင်းပြီဒါဆိုအချက်လက်တီခရီးသွားတဲ့အမြန်လမ်းမကြီးကိုတည်ပြီဒါပေမဲ့အဲ့ဒီလမ်းမမတင်ခင်မှာလေအချက်လက်တီတမူလဘယ်နေရာမှာရှိနေတာလဲကျမတို့ကြည့်ကျင်တဲ့ဗီဒီယိုတွေဝင်ကြည့်ကျင်တဲ့ website တွေကဘယ်မှာထုံးလောင်းထားတာပါလဲကောင်းပါတယ်အဲ့ဒီအချက်အလက်တီအားလုံးနှီးပါကို ကဘာအနက်မှာတိဆောက်ထားတဲ့ data center လို့ခေါ်တဲ့အချက်အလက်ပင်းစီရဲ့ဌာနကြီးတွေထဲမှာတိုးလောင်းထားပါတယ်။ဒီ data center တွေဆိုတာအလုံးပိတ်အဆောက်အဦကြီးတွေထဲမှာကွန်ပျူတာ server server ထောင်ပေါင်းများစွာကိုအခန်းအပူချိန်လုံခြုံရေးအကင့်နဲ့ထားရှိတဲ့နေရာတွေပါပဲ။ server server ဆိုတာကိုနည်းနည်းပိုရှင်းပြပါဦး။ကျမတို့အင်ပကွန်ပျူတာနဲ့ဘာများကွာခြားပါသလဲ။ server ဆိုတာအခြေခံအပြင်တော့အလုံးအစွမ်းထက်တဲ့ကွန်ပျူတာတစ်မျိုးပါပဲ ဒါပေမဲ့ तू ကတူတူရတုံးဖို့ထက်တခြားကွန်ပျူတာတွေဆက်ပစ္စည်းတွေရဲ့တောင်းဆိုမှု request တွေကိုဖြည့်ဆည်းပေးဖို့အ धिक တာဝန်ယူထားတာပါ तू မှာအချက်အလက်တွေအများကြီးတိုးလောင်းနိုင်တယ်အဲ့ဒီအချက်အလက်တွေကိုအချိန်မီပြန်ထုတ်ပေးနိုင်တဲ့စွမ်းဆောင်ရည်ရှိရပါတယ်ဟုတ်ကဲ့အချက်လက်တွေကိုတိုးလောင်းတဲ့နေရာမှာတော့အရင်က hard disk drive တွေတုံးခဲ့ပေမဲ့အခုနောက်ပိုင်းပုံမြန်တဲ့ SSD solid state device တွေကိုအ धिक တုံးလာချတယ် ဒီ SSD တွေက server ရဲ့မှတ်ဉာဏ် memory လို့အလုပ်လုပ်ပြီးတောင်းဆိုလာတဲ့ data ကိုရက်တက်ဖြတ်ထုတ်ပေးနိုင်တယ်။ဒါကို server ရဲ့အီးထဲမှာရှိတဲ့အလွန်မြန်တဲ့ digital printing ခန်းကြီးတွေလို့မြင်လို့ရတယ်။ဟုတ်ကဲ့။ဒါဆို data center ထဲက SSD ပေါ်မှာ video file ရှိပြီးကဘာကိုပတ်ထားတဲ့ fiber ကျူးတွေလည်းအဆင်သင့်ပဲ။ဒါပေမဲ့နောက်ထပ်စင်ခုံမှုအခုရှိသေးတယ်။ internet ကိုလူတန်းပေါင်းများစွာတပြိုင်တည်းသုံးနေကြတာလေ။ ဲ့ဒီ data center ကနေအချက်အလက်ကိုတခြားလူတွေစီမဟုတ်ပဲကျမရဲ့ဖုန်းစီကိုပဲတက်တက်မမရောက်လာအောင်ဘယ်လိုလုပ်တာလဲလမ်းမလို့မဖြစ်ဘူးလေနော်ဟုတ်ကဲ့တန်ကအင်တာနက်ရဲ့အလွန်အရေးကြီးတဲ့အပိုင်းကို ရောက်လာပါသည် leak စာတတ်မှတ်ခြင်း addressing ပေါ့ဒီနေရာမှာ IP address internet protocol address ဆိုတဲ့အယူအဆကအဓိကကြပါတယ် internet နဲ့ချိတ်ဆက်ထားတဲ့ service တိုင်း server ပဲဖြစ်ဖြစ် laptop ပဲဖြစ်ဖြစ် phone ပဲဖြစ်ဖြစ် အင်္ဂါ smart tv ပဲဖြစ်ဖြစ်တခုချင်းစီမှာသူ့ကိုတီးတန့်ခွဲခြားတီးခိုင်းတဲ့ number 12တခုရှိပါတယ်အဲ့ဒါကို ip address လို့ခေါ်တာပါနားလေဒီအင်္ဂလိပ်စာတာမဖုန်းနံပါတ်လိုမျိုးပေါ့နော်တခုနဲ့တခုမတူတဲ့ကိုပိုင်အမှတ်သားစာပို့ရင်လိပ်စာအတိအကျတိမှအိမ်ရောက်တယ်လို့မျိုးတီးကြမန်ကန်နဲ့ဥပမာပါပဲ ip address ဆိုတာ internet log out စာပို့လိပ်စာ shipping address ပါပဲအချက်လက်တွေမန်ကန်နဲ့ပတ်နိုင်ကိုရောက်ဖို့ဒီ ip လိပ်စာကိုတောင်းရပါတယ် ကျွန်တော်တို့အင်တာနက်သုံးဖို့ဝန်ဆောင်မှုရယူထားတဲ့ company internet service provider ISP တွေကကိုအင်္ဂါ router တို့ကိုဖုန်းတို့အတွက် IP လိပ်စာကိုအများအားဖြင့်အလိုလျောက်တတ်မှတ်ပေးပါတယ်။ကိုဖုန်း setting တွေဝန်ကြည့်ရင် ISP ကပေးထားတဲ့ IP လိပ်စာကိုတွေ့နိုင်ပါတယ်။ server တွေမှာလည်းသူတို့ရဲ့တည်တံ IP လိပ်စာတွေရှိပါတယ်။ဒါဆိုကျွန်မ youtube.com ကိုကြည့်ချင်ရင် youtube ရဲ့ server IP လိပ်စာကိုတည်ဖို့လိုမှာပေါ့။ဒါမဲ့ဘယ်သူကအဲ့ဒီ share ရတဲ့ကနန်းတွဲကြီးတွေကိုမှတ်ထားမှာလဲ။ ဥပမာ Google Docs ရဲ့ IP က1422501968ဆိုတာမျိုး အမလေး website ရာပေါင်းများစွာအတွက်ဒါဒီလိုက်မှတ်နေရရင်တော့မလွဲလောက်ဘူးဟုတ်ပါတယ်အဲ့ဒီပြဿနာရှိပါတယ် IP လိပ်စာတွေကကဏ္ဍတွေချိပဲချင်းနေတော့လူတွေမတားဖို့အလွန်ခက်ခဲပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အလွယ်တကူမှတ်မိနိုင်တဲ့ domain name domain အမည်ကြီးပေါ်ပေါက်လာတာပါ ဥပမာ youtube.com google.com wikipedia.org ဆိုတာမျိုးတွေပေါ့ဒီ domain name တွေကလူတွေမှတ်ရလွယ်ကူပြီးသက်ဆိုင်ရာ server ရဲ့ IP လိပ်စာနဲ့ချိတ်ဆက်ထားတာပါအာဒါကြောင့်ကျမတို့ browser မှာကနန်းနဲ့ရိုက်စမ်းမလို့ပဲ youtube.com လို့ရိုက်တာနဲ့ youtube စီရောက်သွားတာကိုဒါဆိုနောက်ကွယ်မှာဘလို့လို့လို့လဲ browser က youtube.com ရဲ့ IP address ကိုဘလို့ shuffle သိရှိသွားတာလဲအဲ့ဒီနေရာမှာ DNS domain name system server ရဲ့အခက်အခဲရောက်လာတာပါ DNS server ဆိုတာ internet ရဲ့အလွန်ကြီးမားတဲ့ဖုန်း directory စာအုပ်ကြီးတစ်ခုလိုပါပဲကျွန်တော်တို့ကနာမည် domain ကိုတည်တယ်ဒါပေမဲ့ဖုန်းနံပါတ် IP address မသိဘူးဒါဆို DNS server ကိုမေးရပါတယ်ဟုတ်ကဲ့ browser မှာ youtube.com လို့ရိုက်လိုက်တဲ့အခါ browser ကအနည်းဆုံး DNS server စီကို youtube.com ရဲ့ IP address ကဘလောက်လဲဆိုပြီးလှမ်းမေးပါတယ် DNS server ကသူ့ရဲ့မှတ်တမ်းထဲမှာရှာဖွေပြီး က်ဆိုင်ရာ IP address ကို browser စီပြင်ပို့ပေးပါတယ်။အဲ့ဒီ IP address ကိုရမှမှာ browser ကတကယ် YouTube server စီကိုဆက်သွယ်တောင်းဆိုမှုပြုလုပ်နိုင်တာပါ။အော်ဒီ DNS server တွေကို ISP တွေ Google 8.8.8လို့ company ကြီးတွေဒါမှမဟုတ်ထားအဖွဲ့အစည်းတွေကဝန်ဆောင်မှုပေးထားပါတယ်။စိတ်ဝင်စားစရာပဲ။ DNS ဆိုတာနောက်ွယ်ကတကယ်အသုံးဝင်တဲ့စနစ်ကြီးပဲ။ဒါနဲ့တစ်ခါလေ